မြေဦးနယ်တိုင်ချန်တွေကိုအပင်းနှဆင်းနေကြတဲ့သူတွေအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မှာ ဖက်ပြသွားဖို့ရွေးချယ်ထားတာကတော့ဆရာကြီးတာလူရဲ့ငတလောက်ပြုံးဆိုတဲ့ဝတ္ထုလိုပဲဖြစ်ပါတယ်။နားဆင်အပေးပါအောင်နော်။ငတလောက်ပြုံး မောင်ကြီးနဲ့မက်လီတို့နှစ်ယောက်တီငယ်စဉ်ကအကြောင်းနေပဲကစားပေါ်ကစားပဲဆဲကျော်တက်စီတို့ချင်းနှင်းလာတော့အခါအပြိုစိတ်လူပြိုစိတ်စသည့်တဘာဝတရားယုံကခက်ခွာခွာနေကြစေဟုအမိန့်ချလိုက်သည်တို့တစီမောင်ကြီးနဲ့မက်လီတို့မျက်စီချင်းအကြည့်မရဲကြည့်မိကြတိုင်းလေအပြုံးကလေးကိုစီတို့အဆက်အသွယ်မပြတ်တူတူရှင်းရှင်းလူရင်းချုပ်ကြစို့ဆိုပါမူအလွန်လင်းချစ်မြတ်လို့ကြတော့တမီးစားဘွားတို့ရောက်နေကြလေပြီ စာပြန်အလံရင်းရင်းချစ်သေးတည်ကြသည်မိသူကပို၍ချစ်ကြောင်းအခွင့်ကောင်းကြုံတိုင်းတလဲစီအနိုင်ယူကြသည် စာဖြင့်ချစ်ရမှလိရင်လစ်တလို့ချင်းတွေးကြသည်နှစ်ယောက်စလုံးဤနှခမ်းပြားတွင်ချစ်စကားတွင်ပလုံစီကြသည်မောင်ကြီးကမက်လီဤလက်ကလေးကိုကန်ယုံမှအပပခုံးကလေးဖက်ယုံမှအပအလွန်အလွန်ပါပါချင်းအပ်မီ၍အနှွေးထွေးကြည်နူးယုံမှအပနေမကြွကြပေစီကဲရှိကြသည်နှစ်ဖက်စလုံးသောမိဘတို့မှာ အလေလက်တန်းစားအစိုးရအမှုရမ်းများသာဖြစ်ကြသည့်အတိုင်းမောင်ကြီးနိမတ်လေးအိမ်တော်ကြီးထက်ပညာရေးကိုဦးစားပေးနေကြရသည် တခါကလည်းပြောသည် မကြာခဏလည်းပြောသည်မောင်ကြီးကဒီမမတ်လေးအဲ့ဒီတော့ကမတ်လေးငါ့ကိုချစ်နိုင်မချစ်နိုင်မသိခင်ကလေးကငါမတ်လေးကိုချစ်နေမိတယ်ငါသိပါတယ်မောင်ကြီးရဲ့နားထောင်ပါဦးဟာအဲ့ဒါလို့ချစ်မိတဲ့နေ့ကစပြီးငါလေးငါတကူလုံးကိုမတ်လေးပိုင်နေတယ် မလီကိုပဲငါတကူလုံးကိုအပ်မယ်လို့ဆုံးဖြတ်လိုက်တယ်။ပြီးတော့အောင်မဟဲမောင်ကြီးရဲ့နားပဲထောင်စမ်းပါဦး။အဲ့ဒီလိုငါခန္ဓာကိုယ်တကူလုံးမလီကိုအပ်မယ်မလီပဲပိုင်စေရမယ်လို့တန်နေထိုင်ချလိုက်တဲ့အချိန်ကစပြီးငါလေငါကူကိုအတန့်ရှင်ဆုံးဖြစ်အောင်။အော်အော်ရီမမန်ချုပ်ပြီးစက်ပြနနာတိုက်တယ်လား။နောက်မနေနဲ့မလီကငါဒီပြောနေတာ ငါခန္ဓာကိုယ်တစ်ခုလုံးမလီရဲ့ရင်ခွင်နဲ့အပ်တဲ့အခါ၆ပြည့်ကင်းသဲလဲစင်းနေစမ်းမအောင်မောင်ကြီးရဲ့လူရင်းကဘာလို့ကြီးရွာလဲအာဟာဒီမဒီမမိမဆိုရင်မလီကလွဲပြီးဘယ်မိမနဲ့မှမထီဘူးအထီမခံဘူးမိမနဲ့ဆက်လင်းနေမြအတန့်ရှင်ဆုံးစောင့်ထိမ်မယ်ဆိုတဲ့အတိတ်ပဲပေါ့ကဲရှင်းမလားမလီကသွားနေတဲ့အဖွေးသားပေါ်အောင်ပြုံးတဲ့က နေစမ်းပါဦးမောင်ကြီးဘာယူထားနေရလဲဒီစကားတွေကငါတို့မိမသားတွေပြောဖို့မပုံတင်ထားတဲ့စကားပါဟဟုတ်ပါတယ်လေဒီလိုအဖိုးတန်တဲ့စကားအဖိုးတန်တဲ့စောင့်ထိတ်မှုတွေကိုငါတို့ယောက်ျားတွေပါမပုံတင်မဆိုပိုမကောင်းဘူးလားကဲသိကောင်းတာပေါ့မောင်ကြီးရေအေးငါစောင့်ထိတ်မယ်မက်လေးတို့မိမသားတွေပြောလို့ရှိရနော်ယောက်ျားဆိုရင် ရင်ဖို့တောင်မတန်းစီရဆိုသလိုငါလဲမိမဆိုရင်ခြေမတောင် တော်ပါတော့ဟဲ့သူများတွေကြားရင်ရည်စရာအေးမက်လီမရှိဘူးဆိုရင်ကျင်းနေပြီဒါကိုမက်လီကရောတမုန်းထမယ်မဟုတ်လားမက်လီဤမျက်နှာသားကလေးအင်းကြီးတည်ငြိမ်လာသည်ဘဲနဲ့ပြောပါလိမ့်မောင်ကြီးရဲ့ငါတို့မိမဆိုတာအဝတ်စားအစမ်းပေါ်ရင်တောင်သူများတွေကအရင်ဥအောင်ဝတ်ပြီးသားဆိုဝဲတောင်မဝဲချင်တော့ကိုရှိသူဆိုဘာပြောစရာလိုတော့လဲမောင်ကြီးကလက်ဖြစ်တီးလိုက်ရမှာအေး မောင်ကြီးဆိုလိုတာဒီတဘောပဲမလေးရဒီမှာမလေးချစ်တဲ့မောင်ကြီးရဲ့ရင်ဝင်ထဲကိုလေဘယ်မိမ့်မမအဝင်မဦးစေရဘူးမောင်ကြီးရင်ဝင်ထဲကိုမလေးဒီနေ့ဝင်ဒီနေ့မလေးဟာပထမပဲနောက်9နှစ်10နှစ်ကြာမှဝင်လေမလေးဒါပထမပဲဖြစ်စေရမယ်မလေးရောအမေမောင်ကြီးရဲ့မိမမေးရပလေမလေးကမိမသားမဟုတ်လားမောင်ကြီးတို့ယောက်ျားတွေလို့တွေ့ကြရရင်ဝင်နေဝင်လို့ရတာမလို့မောင်ကြီးအလွန်ကျေနပ်သွား၏ ။ဤလိုစကားမျိုးကိုတခါကလည်းပြောသည်၊မကြာခဏလည်းပြောသည်။အကျိန်မောင်းကိုသာစည်ရင်တို့ရင်မှတ်ထားရင်တရားကြော်တော်ကြော်မီမရော့။လေးကျိန်တွေ့တိုင်းတစ်ကျိန်ပြောမီဆိုပါကတွေ့ကျိန်မောင်းလေးရ။တလားလျင်လေးကျိန်တွေ့ကြစကားပြောကြချစ်တင်နီးနောကြအံ။လာပေါင်းတရား။သို့မဟုတ်ရှစ်နှစ်နဲ့လေးလ။ထုံမြတော့အချင်းကားလိုက်ဤနောက်ဆုံးပိုင်း၃လနှစ်သည်။သူတို့နှစ်ယောက်စလုံးအားကိုစီအတွေးဖြင့်ရင်လေးစေခဲ့သည့် ပြဿနာတည့်ရမှာလဲ။ ထုံမြီတော့တယောက်ဤရင်ငွေတို့တယောက်ဝင်ရနိုင်နှစ်ယောက်စလုံးဖို့ပထမဆုံးအဖြစ်တန့်ရှင်ရီမဟုတ်တော့ပဲတယောက်နဲ့တူချီရီလူ၍မြူးမြူးလက်လက်လက်ထက်ကြတော့အခါရင်လေရင်ဘိုးရင်မမြည်သူမြည်သူများမတမ်းမှုတွေဒီအပြိုစင်စစ်စစ် လူပြိုစင်စစ်စစ် နေထားပင်သာညားကျင်ကြသည့်ကိစ္စတယောက်ကတူဦးကိုမယုံတူဦးကလည်းတယောက်ကိုစိတ်မချခိအရှိကလည်းတိကြသည့်အတိုင်းအွေမရောက်တယောက်ရော အွေလွန်နေရော အတွဲကိုစီနိခိ သူနှစ်သူယနေ့ညနေဆောင်အင်းရကံပေးတွင် လက်ကလေးချင်းချေ၍တရရီလမ်းလျှောက်နေကြသည်။နောက်တနေ့၌သူတို့နှစ်ယောက်တီးပင်အခြားသောအတွဲကိုစီဖြင့်ရုပ်ရှင်တွေရောက်တော့ရောက်နေမည်။မနှောက်ရှက်ရအကန့်ကွက်မည်လော။သဘောထားတည်တင်ရာရောက်သည်ဟုနားလည်ရတော့ခေ။မကြီးနှစ်ကအဆက်အသွယ်ဖြည့်ဝင်သာရှိသည်။ဤယူဆကိုလက်ခုပ်တီးသူရှိတကယ်သို့နှာခေါင်းရှုံရသည်လည်းရှိသည်။မောင်ကြီးနှင့်မက်လီတို့သည်လည်းနှာခေါင်းရှုံသူတို့တွင်ပါဝင်သည်။ လုံးဝလက်မခံနိုင်သောစနစ်ဟုဆိုကြသည်မျက်နှာချင်းဆိုင်ရင်စကားတွေလိုက်ရင်ယွန်လာကြီးဆိုသောထိုစနစ်ကိုတယောက်တယောက်ချင်း꿰ရ၌တိတ်တဆိတ်ကြည့်၍ตายာချင်းตายာမည်မိသူသည်မိသူအားမိမြစိတ်ချရနိုင်ပါအံ့နီဤလိုအရေးကိုမောင်ကြီးရောမှတ်လေးပါအငေးကြီးငေး၍အတွေ့ကြီးတွေ့ခဲ့သည်တယောက်ကသူ့ကိုစိတ်မချတအူးကလည်းသူ့ကိုစိတ်မချနှစ်ယောက်စလုံးကမူ ငါကူငါရောဆိတ်ချရပါမည်လို့ဟုအကျင့်တထောင်နှင့်တကြိမ်မတွေးမိကြကထူကြနေသည်မျိုးလင့်ထားသည့်အတိုင်းပင်မလေးတယောက်ဩစတြေးလျကိုပညာတော်သင်အရွေးခံရသည သူနဲ့အတူလူမျိုးနည်းယောက်လည်းပါသည်မောင်ကြီးချွေးပြန်နေကြ၏တမျိုးရဲတွေနေကြရလျက်ကတဦးကိုတယောက်စိတ်မချနိုင် ရှိနေရဝဲယခုကဲ့သို့ပင်လေရက်ချာတိုင်းသမားတွင်မောင်ကြီးဆက်မတွေးဝန်းတော့တို့အတူမက်လေတွင်လည်းမောင်ကြီးအတွက်ရက်ရက်မအီးနိုင်မျက်နှာချင်းဆိုင်ရက်ချာဆိုသူလိုဆိုင်ကြသည်အဘယ်၍အဘယ်မျှချစ်ကြသည်ဆိုသောစကားထက်စိတ်ချရရည်တန့်ရှင်ဖြူစင်၍မဲ့တပေါက်မထင်သောအပြိုစင်လူပြိုစင်အဖြစ် ပြန်လည်တွေးဆောင်ကြရရေးကိုအဓိကထား၍ဂရိပြိုင်သူပြုကြသည်တစ္ဆာရီတောက်ကြသည်အလေးနက်နှင့်မျောလင်းချက်ဖြင့်ထားကြသည်မှန်၏တို့ပင်တို့တော်ညာလဲတယောက်ကိုတူကဆိတ်မချနိုင်သည့်အတွင်းစိတ်စိုးရိမ်မှုတို့ကမူမျက်နှာအသီးသီးတွင်ထင်ဟန်နေသည်သာလက်ပြန်လေရင်ထွက်ချီတော်မီယင်းနေ့မောင်ကြီးနှင့်မက်လီတို့ရင်ဆိုင်၍စကားတွေအများကြီးလိုင်ကြသည်ယင်းနေ့လောက်မောင်ကြီးစိတ်တွေခရောင်ချောက်ချာမဖြစ်ခဲ့စဘူးထူးထူးခြားခြားတတိထားမိသည် မလေးစီမအပြင်ကားထိုက်ခံရမိဘေးမှတီတီကလေးလွတ်ခဲ့သည်တွင်မှ သူစိတ်ကိုယ်သူငြိမ်အောင်ထိရန်သတိရတော့သည်အိမ်ရောက်တော့ထူညာဖို့အိပ်ပျော်တော့မည်မဟုတ်သူတည်သည်ကျုံရရင် တွေ့ရာစာအုပ်တအုပ်ဝင်ဝဲသည်ငွေတာကြီးလေရင်ခီးတယ်မဟုတ်သူများလေရင်ဝင်းအဆောက်အုံတွေတို့ဝင်ရောက်ခွင့်မရတော့သည်ကိုမလေးတည်သည်ထိုးကြောင့်လဲမောင်ကြီးအလာကိုမလေးကမော်တော်ကားများရဲ့သည့်အမိုးအောက်မှစောင့်နေရသည်ဤလိုကိစ္စမျိုး၌မောင်ကြီးကြွကြွတင်တင်ရောက်လာသည် ြောစရာဆိုစရာမာစရာရှိသည်များဖော်ဖော်တီတီပြောဆိုမှာကြရင်မက်လီစိတ်အိုက်နေရှာပြီးဖြစ်ပခုံးတွင်လွှဲထားသော လေရင်အိတ်မှဇစ်ကြိုကိုရွေးချက်မရှိဆွဲဖွင့်လိုက်သည် ထိုအခိုက်မက်လီနှင့်ကျောင်းနေပဲဝှက်လုံးမလေးတယောက်ပေါက်လာကမက်လီကိုအာဘတရဖက်နှံနှုတ်ဆက်လိုက်ပြီးမှယော့လေရင်မော်အပြင်းပြေဖက်ဖို့ကဲကူသွားရမယ်ဒီနေ့တရားရုံးချုပ်မှာလျှောက်လေချက်ပေးစရာရှိလို့အထုတ်တထုတ်ပေးပြီးအပြေလွာကားမောင်းထွက်သွားသည်တွင် မလီလည်းစောစောကဲ့သို့ပင်ရွေးချက်မရှိဘဲထိုအထုပ်ကိုဖြည့်ကြည့်လိုက်သည်။မဂ္ဂဇင်းစာအုပ်များ ထိုအထဲတွင်မောင်ကြီးညကဝဲဖက်လိုက်သောငွေတားကြီးလည်းပါသည်။မောင်ကြီးရောက်မလာသည်။သူဝရိယမပေါ်ပါမလျှော့ပါ။ယခုအချိန်လေရင်ခွင်းမှရန်ကုန်ဘက်သို့ကားမောင်းထွက်လာခဲ့သောဧဝမ်းချံအနီးတွင်ကားဘင်းပေါက်၍ဗျာများနေရှာသူမောင်ကြီးကိုတွေ့ရချင်းကြီး။တယောက်တည်းတကိုယ်တည်းပေါက်သောဘင်းကိုဖြုတ်ဘင်းကောင်းပြန်တက်ဘင်းပေါက်ကိုကားပေါ်ပစ်တင်ဖြင့် မလေးဒီလေမျောစဲမျောက မောင်ကြီးကပေါ်မလာသည်ထိုအခိုက်မလေးနှင့်ပညာရင်သူတွားရမည်လူငယ်တယောက်ထွက်လာသည်ပစ္စည်းအလေးချင်းလူလေးချင်းကိစ္စဆာရွက်စာတန်းအဆရှိသည်များလှုပ်ဆောင်ရင်းအချိန်နီးပြီဖြစ်ကြောင်းမလေးကိုလာပြောသည်လာခေါ်သည်မလေးလည်းလက်ထဲတွင်ဖွင့်လျက်သားရှိနေသည့်ငွေတားရီစာအုပ်ကိုလေးရင်အိတ်ထဲပြန်ထည့်လိုက်ရင်းကအချိန်နည်းနည်းရသေးရင်တော့စောင့်ကြည့်သေးတယ်ကိုမောင်ကြီးကိုလားအင်းပေါ့ ဟောဟိုမှာသူ့ကားလာပြီမောင်ကြီးပြေးဆင်းလာသည်လက်ထဲမှာစားတောက်စရာဟုထင်းရသောအထုပ်များကိုလမ်းပြီးရင်သူနောက်ကျရသည့်အဖြစ်ကိုပြောပြသည်တောင်းပန်သည်စကားအလုံးပေါင်း30များသာပြောရသည်သည်နောက်ထပ်ပညာတော်သင်လူရဲ့တယောက်ထွက်လာပြန်က နမီခေါ်နေပြီဖြစ်ကြောင်းအရင်တကြီးအမူအရာဖြင့်ပြောသည်ခေါ်လဲခေါ်သည်လေရင်ခီးအထုတပြင်နိုင်ငံခြားခီးအရေးလေတကယ်ကြီးဒီကိုအားလုံးနားလည်ကြသည့်အတိုင်းပညာတော်သင်၃ဦးတို့ခြေလမ်းပြင်ကြသည် မောင်ကြီးကနှောက်မလိုက်သွားသည်ဂိတ်တကားဝါရောက်တော့မောင်ကြီးနေခဲ့ရသည်အပြင်မှပင် လက်ပြရသည်သူတို့သုံးယောက်ကလည်းဝင်းအတွင်မှပြိုင်သူလိုလှဲ့ကြည့်ကာလက်ပြနှုတ်ဆက်ကြသည် အပြန်လန်လက်ကလေးများလှလှပပရမ်းပြကြသည်ထို့နောက်လေးယောက်စလုံးပြုံးကြသည် ထို့ထို့အပြုံးလေးစုံက အလွန်စင်ကြယ်သောတန့်ရှင်သောမိသည့်အတိတ်ဘယ်ကူမှ မဆောင်သောအပြုံးကလေးများသာဖြစ်ကြကြသည်တမုံမိသားကြီးမဂ္ဂဇင်း အခုဖက်ပြလိုက်တာကတော့ဆရာကြီးတာရူရဲ့ငတလောက်ပြုံးဆိုတဲ့ဝတ္ထုလိုပဲဖြစ်ပါတယ်။နားဆင်ရပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်နေ့မှပြန်ဆုံကြမယ်နော်။